အားလုံးဟာကိုယ့်ကိုချစ်ကြ။ကိုယ့်ကိုချစ်ရင်ကိုကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုချစ်တဲ့ဆိုကိုချမ်းသာခြင်းနဲ့ကိုကောင်းစားခြင်း။အဲ့ဒါလိုပဲတဲ့။ကိုလိုပဲကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ဒီတိုင်းပဲ။ဒါကြောင့်မို့ဘုသူ့ကိုမှဒုက္ခမပေးပါနဲ့လို့သူပြောတာနော်။ဘယ်နည်းမှဒုက္ခမပေးနဲ့ဆိုအလုသမားနဲ့အလုအလုရှင်နဲ့အဲအလုသမားဒုက္ခမပေးနဲ့ဒါလည်းပါပါပဲ။နော်။ဘုသူ့မှဒုက္ခမပေးနဲ့ဆိုလူမှုအသီးအသီး လူအဖွဲ့အစည်းတွေမှာတယောက်နဲ့တယောက်ဘယ်သူမှဒုက္ခမပေးဘူး။ဘယ်ဆင်းရလူပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ဒုက္ခမပေးဘူး။ဒီလိုဆုံးလို့လာပေါ့နော်။မြတ်စွာဘုရားအလုံးချုပ်မှုဒါဟာသာနာစိတ်ကိုပြောတာနော်။သာနာစိတ်မရှိတဲ့လူကပြဒနာကိုဖန်တီးတတ်တယ်။ဒါကြောင့်မို့သာနာစိတ်ရှိဖို့အရေးကြီးတယ်။မြတ်စွာဘုရားလောကပွင့်လာတာကသာနာစိတ်ထားဖို့ပွင့်လာတာလို့ဒီလိုဆုံးလာပေါ့နော်။အနုကမ္မာ ဒါအာနာစိတ်နဲ့ပတ်သက်တယ်အကြောင်းရင်ဒီလိုဆိုလို့အဲ့တော့သာနာစိတ်ဆိုတာဘာကိုပြောတာလဲကိုချင်းစားတယ်ကိုချင်းစားတယ်ဝေလူတွာရေရသုတ်ဆိုပန်ယုတ်ကနိကေရသော်များဟောတာအားလုံး ဝေလူတော်ရရွာရွာကလူတွေအလုံးနားလဲအောင်မြတ်စွာဘုရားဟောတာအဲဒါမှရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောတာကိုမကြိုက်တဲ့အလုပ်ကိုသူများပေါ်မှာမလုပ်ပါနဲ့လူရင်ကအဲ့ဒါကိုတိတ်မှကြောက်တယ်သူများကိုမတတ်နဲ့ကိုဆင်းရဲမှကြောက်တယ်သူများသိစီမယူနဲ့ဟောဒီလိုဆိုလို့ကိုအလိန်ခံရရင်ကိုမကြိုက်ဘူး ူများမလဲဘူးကိုချင်းစာတရားအဲ့ဒီကိုချင်းစာတရားကိုအဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဘယ်လိုစကလုံးကိုသုံးထားတော့ဆိုအတုပနာယိကအတ္တဥပနာယိကမိမိကိုယ်နဲ့ကပ်ကပ်ပြီးတော့စဉ်းစားလို့ဆိုလေနော်အဲ့ဒီအဓိပ္ပာယ်မျိုးဓမ္မပဒပါဠိတော်မှာလည်းမြတ်စွာဘုရားဟောထားတာရှိတယ်တပ္ပိတတန်တိဒန္တတ လူတိုင်းဟာအပြစ်ထံစင်ကြောက်တယ်ပြစ်ဒဏ်ခံရမှကြောက်တယ်ပပိတံဇီဝိတံပြယလူတိုင်းလူတိုင်းဟာကိုယ့်အသက်လေးကိုကိုယ်ချစ်ခင်ကြတယ်တရှင်အောင်မွေးကြတယ်နော်အတ္တနာဥပမံကတ္တဝါကိုကိုကိုအဲ့ဒီတိုင်းနှိုင်းရှင်စရာလုပ်ပြီးတော့ထားပါတဲ့အတ္တနာဥပမံကတ္တဝါနာဟမေယနာဂတိ ဘယ်သူမှမတတ်နဲ့ဘယ်သူမှဒုက္ခမပေးနဲ့ဒုက္ခပေးအောင်ဒုက္ခဖြစ်အောင်လည်းမလုပ်နဲ့ဟောဒါဟုသာသာစိတ်လို့ပြောတာဒီလိုတုတ်တန်နေမှာမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတယ်ကလေးတွေစေတဝန်ကျောင်းပေးမှာမွေးတကောင်ကိုလိုက်ပြီးတော့ထုံးနဲ့ရိုက်နေကြမြတ်စွာဘုရားကပါဟောတော့ကလေးတွေနားလဲအောင်ပြောတာ ဒုက္ခကာမာနိဘူတာနိဘရဝမန္တမယသူချမ်းသာခြင်းနဲ့ဒုက္ခကိုလိုလားတာကြီးပဲတဲ့ဘရဝမန္တမယအဲ့ဒါလို့ဘရဝရီချမ်းသာကိုလိုလားနေတာကိုကိုကသွားပြီးဒုက္ခပေးလို့ရှိရင်ကိုဘယ်တော့မှမချမ်းသာဘူးအဲ့လိုဟောတာကလေးတွေနားလိုက်အောင်ပြောတဲ့စကားလုံး ုက္ခကာမာနိဘူတာလိယောဓန္နေနဝိဟိတတိဆန္ဒကျင်တဲ့ဒရဝါတွေကိုသွားပြီးတော့ဒုက္ခနဲ့ရိုက်တယ်ညှင်းဆဲတယ်လို့ဆိုလို့ရှိရင်အတ္တနောဒုက္ခမေတ္တာနောပစ္စသောနလဘိဒုက္ခသူဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်တော့မှကိုချမ်းသာကြမှာမဟုတ်ဘူးချမ်းသာခြင်းနဲ့လူကိုသွားဒုက္ခပေးရင်ကိုကိုယ်တိုင်လည်းဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးလို့ပြောတာနော် ်ဆိုလိုတာကိုချမ်းသာခြင်းဒီကဒုက္ခမပေးနဲ့ဒါလည်းသာနာစိတ်ပဲနော်ဒီလိုဒေသနာတော်တွေဟာအဲ့ဒါမှမှတ်သားပြီးတော့မိမိကိုယ်တိုင်သာနာစိတ်ကိုကိုယ့်ရဲ့တဏ္ဍာမလူတိုင်းလူတိုင်းသာနာစိတ်ကိုတည်ထောင်ရမယ်တည်ဆောက်ကြအောင်ဖြစ်ဝိမှုကြအောင်တို့ပွားလောက်အကျိုးစားတို့ပွားလောက်အကျိုးစားတာကိုဘာဝနာလို့ခေါ်တယ် မဖြစ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်ကျိုးအောင်လုပ်တယ်ဒါဟုတ်ဘာဝနာလို့ပြောဒီစိတ်မွေးတာနော်ဒါကြောင့်မို့ဘာဝနာကိုတစ်ခါတစ်ခါကာစားလို့ပြန်နော်မွေးမြူပြီဒီစိတ်ကိုမွေးတယ်မွေးပြီးရင်တိုးတက်လာအောင်လုပ်တယ်ဒီလိုလုပ်ပြရအဲ့ဒါလို့မွေးမြူလေးလာတိုးပွားလာအောင်လုပ်ခြင်းကိုဘာဝနာအလုပ်လို့ခေါ်တယ်ဘာဝနာရဲ့အဓိပ္ပာယ်ကဥပါဒနာဝဋ္ဌနာ မဖြစ်သေးရင်ပြလို့တယ်ဖြစ်ပြီးရင်တိုးတက်များပြလာအောင်ကြိုးစားဒါပါဝနာအဲ့ဒီလီဇောနာစိတ်ဆိုတာလေးကိုကုသနာမှာတိုးပွားလာအောင်လုပ်ရမယ်လို့ကဲသာနာစိတ်ဆိုတာဘာကိုဆိုလိုတာလဲလို့မေးလိုက်မယ်ဆိုရင်သာနာစိတ်ရဲ့အဓိပ္ပာယ်ကောက်မယ်ဆိုလို့ရှိရင်ဘုရားရှင်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်လေးမေတ္တာကိုလည်းသာနာစိတ်လို့ခေါ်တယ်ဘာလို့လဲဆိုရင်လူတွေကကိုယ်အစဉ်ကြည့်ခြင်းနဲ့ အဆင်ပြေခြင်းနာဟိုတတ္တဝါတွေအပေါ်မှာလည်းအဆင်ပြေစေခြင်းတဲ့သဘောထားတယ်ဆိုတာမေတ္တာပဲ။ဟိတကာမကျိုးစီးပွားကိုလိုလားတယ်။အားလုံးတတ္တဝါတွေအပေါ်မှာကျိုးစီးပွားကိုလိုလားတယ်ဆိုတာမေတ္တာ။မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ပဲ။မိတ်ဆွေဆိုတာကိုယ့်မိတ်ဆွေတွေကောင်းစားစေခြင်း။ဒါမိတ်ဆွေရဲ့စိတ်ဒီလိုဆိုလို့ပေါ့နော်အဲ့တော့သာနာစိတ်ဆိုတာကိုကောင်းစာ ဒါလို့ဘဝတွေလည်းကောင်းစားစေခြင်းနဲ့ဆိုရဲမေတ္တာကိုလည်းစာနာစိတ်လို့ပြောလို့ရတယ်။ဟောနောက်တစ်ခုကကရုဏာဒုက္ခရောက်နေတဲ့ပုံကိုယ်တွေဒုက္ခမရောက်စေခြင်း။ကိုယ်နဲ့ဒုက္ခမရောက်ခြင်းမူသူများကိုလည်းမရောက်စေခြင်း။ဒါလည်းကရုဏာတရားကိုလည်းစာနာစိတ်လို့ပြောလို့ရတယ်။စာနာတယ်။ဒါဒုက္ခဖြစ်ရင်ငါလည်းဆက်ရှင်းရမှာပဲ။ သူဒုက္ခဖြစ်ရင်လည်းသူလည်းစိတ်ဆင်းရဲရှာမှာပဲ။ဟောဒုက္ခမရောက်ပါစေနဲ့။ဒီအခက်ခဲတွေကလွတ်မြောက်ပါစေ။ဒီအကြက်သေးတွေကလွတ်မြောက်ပါစေ။ကိုတတ်နိုင်ရင်လွတ်မြောက်ဖို့အတွက်ကုညီပေးမယ်။ဟောသာနာစိတ်ထားလိုက်။မုဒိတာသူများအောင်မြင်နေဝန်တာနိုင်တယ်။ငါလည်းအောင်မြင်ကြည့်ပါလား။ငါလည်းဝန်တာပါ။ဟောသူလည်းအောင်မြင်နေလို့ဝန်တာပါပဲ။ငါဆိုလည်းဝန်တာပါပဲ။ဟောသာနာစိတ် ာနာစိတ်မထားနိုင်လို့ရှင်ဘာဖြစ်လဲဂျဲလက်စိတ်။ဘာတဲ့သာသွားပြီဆိုတဲ့သူကဒီလိုသွားဒုက္ခပေးတာ။စာနာစိတ်ခင်းမဲ့သွားတာအဲ့ဒါ။ဒါကြောင့်မို့မေတ္တာဆိုတာလဲစာနာစိတ်ပဲ။ကရုဏာဆိုတာလဲစာနာစိတ်ပဲ။ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေလေ။မုဒိတာဆိုတာလဲစာနာစိတ်ပဲ။ ဥပိ္ပခာဆိုတာရောပါပြောမလဲသူလဲသာနာစိတ်ဥပိ္ပခာဆိုတာခွဲခြားဆက်ဆံမှုမရှိကိုယ်ပေါ်မှာလာပြီးတော့ခွဲခြားဆက်ဆံနေစဉ်လူတွေကကြိုက်ဘူးလေသူများပေါ်ခွဲခြားဆက်ဆံမှုကြတော့လုတ်ဖြစ်ကြတယ်ပေါ့ discrimination အဲ့တော့ဥပိ္ပခာရှိလာပြီဆိုတဲ့အခါမှာခွဲခြားဆက်ဆံမှုမရှိဘူးအားလုံးကတဏှီနဲ့ဆက်ဆံလာနိုင်တယ်ဒါဥပိ္ပခာ ဟုတ်ကဲ့အကျိုးကျေးဇူးလို့သူများလည်းမလုပ်ဘူးဆိုကြည့်လိုက်ပေါင်းလိုက်မယ်ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ဆိုရင်ဒီဗြမဝိဟာရဗြမစုတရားဗြမဝိဟာရတရားတကယ်ကိုသာနာစိတ်ထဲမှာပါတဲ့တရားတွေဒီတရားတွေမိမိတဏ္ဍာမှာအင်အားကောင်းအောင်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်အင်အားကောင်းအောင်ကြိုးစားဒါကိုဘာဝနာလို့ပြောတယ်ဒီလိုလုပ်ရသူ့ဘာသူတော့ဖြစ်မလာဘူးကိုကိုယ်တိုင်က မဖြစ်ဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားဒီလိုဆုံးလို့ရပါအဲ့တော့ဘုရားကောင်းနေကြတော့ကြည့်တယ်ဇမဇုတရားလေးပါးကိုမြတ်စွာဘုရားအလောင်းတော်ကြီးသူ့ရဲ့ယဉ်တဲ့မျက်လုံးထဲမှာအခြေခံအောင်တည်ဆောက်သူ့တည်ဆောက်ပုံလေးကိုကြည့်တယ်ဆိုတော့တပ္ပေတုခိတ္တစာတယား အများတရားတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံလာတဲ့စိတ်အများရန်မွေးဘသူ့ကိုပဲဖြစ်ဖြစ်ကောင်းစားစေခြင်းအကျိုးဖြစ်ထွန်းစေခြင်းအားလုံးရဲ့အကျိုးစီးပွားကိုလုံလာတဲ့ဥတျောင်းရဲ့အကျိုးစီးပွားမဟုတ်ဘူးဒါကြောင့်မို့မေတ္တာဆိုတာအကန့်အသတ်ထားကံတမရှိလို့အပမနာလို့လည်းခေါ်တယ်အပမညာလို့လည်းခေါ်တယ်ကံတချက်မရှိဘူးအလုံးအဲ့ ကျိုးစီးပွားကိုလိုလားတဲ့စိတ်အလွန်မောမြတ်တဲ့စိတ်အဲ့ဒီမေတ္တာစိတ်ကိုခြေခံပြီးတော့ဒီမေတ္တာစိတ်ရင့်တန်လာတဲ့အခါကျဘာဖြစ်တာကိုကျိုးစီးပွားလိုလားတဲ့တတ္တဝါတွေဟာကိုလိုလားတယ်လို့ဖြစ်မလာပဲနဲ့ဒုက္ခတွင်နစ်နေပြီဆိုလို့ရှိရင်သူတို့ရဲ့ဒုက္ခကိုမကြည့်ရမရှုရဒါဟာကရုဏာနော် ဘဒ္ဒဝါအာလုံးကိုမေတ္တာကတော့အဓိကဘဒ္ဒဝါအာလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်သူအဲ့ဒီလိုလိုလားတဲ့အတွက်ကြောင့်ဒုက္ခရောက်နေရင်မကြည့်ရဘူးအဲ့ဒါကိုတော့ကရုဏာလို့ခေါ်လိုက်တယ်အေးအောင်မြင်မှုအစဉ်ပြေးလာတဲ့အခါကျတော့လေအဲ့ဒီသူ့ရဲ့အောင်မြင်မှုတွေကိုရှင်းရှင်းတည်ထောင်စေခြင်းနဲ့ခိုင်မြဲစေခြင်းဟာဘုဒ္ဓတာ မုဒိတာဆိုတာတရဝတဲ့ဥပ္ပါမှာအကျိုးစီးပွားကိုလိုလားတာကမေတ္တာကျိုးစီးပွားကိုလိုလားတဲ့သုဒရဝရဲ့ဒုက္ခကိုသိမခံနိုင်တာကကရုဏာအောင်မြင်ကြီးပွားလာလို့သူရလာတဲ့စီးစိမ်ဥစ္စာတွေကို ခိုင်မြဲစေချင်တာကမုဒိတာတရဝရဲ့အပေါ်မှာအဲ့လိုကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ပေါ့နော် ကုပ္ပဝန်းကျင်ပေါ်မှာအဲ့ဒီလိုစိတ်တွေစာနာစိတ်တွေမေတ္တာကရုဏာမုဒိတာဆိုခိုင်မာထားပြီဆိုတဲ့အခါကျတော့ဘာဖြစ်တုံးဆိုဘယ်သူပေါ်မှာဘက်မလိုက်ဘူးအများပေါ်မှာအာလုံးကောင်းစားစေခြင်းနဲ့အများကောင်းစားစေခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကြောင့်ဘက်မလိုက်သည့်အတွက်ကြောင့်အာလုံးပေါ်မှာတူတူညီမျှစိတ်ထားနိုင်တဲ့စိတ်သဘောထားဟာဥပိ္ပခာလို့ပြောတာနော် အဲ့ဒါကိုသဗ္ဗတတ္တိတုကက္ခပါတာဘာဝေနဘရဝအလုံးပေါ်မှာဖက်လိုက်မှုမရှိသည့်အတွက်ကြောင့်တမပဝတ္တစိတ်တာအလုံးပေါ်မှာစိတ်ကတဏှီနဲ့ခြားနိုင်ခွဲခြားပြီးဆက်ဆက်ဆံမှုအလုံးပေါ်မှာစိတ်ကတဏှီနဲ့ခြားနိုင်အဲ့ဒီတဏှီနဲ့ခြားနိုင်တဲ့ဥဒ္ဒခရှိတယ်ဟောဒီသာနာစိတ်လို့ဆိုရဲမေတ္တာကရုဏာမုဒိတာဥပ္ပခာ ဒီမြင့်မြတ်တဲ့စိတ်တော်တာလေးမျိုးကိုကိုယ်တိုင်မှာအခိုင်အမာတိဆောက်ထားပြီးတဲ့အခါဘာတွေလှုပ်တဲ့မလဲဖះလောင်းနေဘာတွေလှုပ်သွားတယ်ဖះလောင်းဆိုတာမြင့်မြတ်တဲ့ပုံကိုယ်ကြီးပေါ့နော်မြင့်မြတ်တဲ့ပုံကိုယ်ကြီးဘာတွေလှုပ်သွားတယ်လဲကိုယ်ကိုယ်တိုင်ရောဒါတွေကိုကိုယ်တိုင်မှာမေတ္တာကရုဏာမုနိတာဥပ္ပခါဆိုတဲ့တရားတွေရှင်နေနှလုံးထဲမှာတိဆောက်ထားပြီးစဉ်ဘာတွေလှုပ်တယ် မြင့်မြတ်တဲ့အလုပ်တွေဘာတွေလုပ်လဲကြည့်ကြည့်မေတ္တာနဲ့အားလုံးပေါ်မှာအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ရှိတယ်ဒုက္ခမရောက်စေချင်တာရှိတယ်အောင်မြင်ကြီးပွားမှုခိုင်မြဲစေချင်တာရှိတယ်အားလုံးပေါ်မှာတန်တူညီနာဖြစ်စေချင်တဲ့စိတ်ဓာတ်ရှိတယ်ဆိုတဲ့အခါ လူတူတယောက်ကိုခူးညီးပြီးဆိုလို့ရှိရင်အဲ့ဒီစိတ်ဓာတ်နဲ့ခူးညီးပြီးဆိုရင်ဒီလူကိုတော့ပေးမယ်ဟိုလူကိုတော့မပေးဘူးလို့ခွဲခြားဆက်ဆံတဲ့စိတ်ဓာတ်မျိုးမရှိဘူးပေးเสียကမ်းเสียရှိတာလို့ထောက်ပံ့ခူးညီးเสียရှိရင်အာလုံးတညီတဲ့ခူးညီးပေးတဲ့သဘောဒါကြောင့်မို့ဘုရားလောင်းတော်ကြီးဒါနပါရမီဖြည့်ပြီးဆိုတဲ့အခါမှာအယုတ်အလတ်အမျက်မရွေးဖြည့်ချင် ော်အယုတ်အလတ်ညမရွေးချေသူ့တော့ပေးမယ်သူ့သူ့တော့မပေးဘူးဆိုတာမျိုးမထားလာလာလည်းဘယ်သူပဲဖြစ်ဖြစ်ကိုယ့်တက်မဟုတ်ဘူးသူ့တက်ပေးနေတာတကယ်ကတော့ဒါနဆိုတာကိုယ့်အတွက်မဖြစ်စေရသူ့အတွက်ဖြစ်စေသူတို့ထောက်ပံ့တဲ့အနေနဲ့ပေးတာကမ်းတာဒါနဆရာတော်ဟာပါရမီပြည့်တဲ့အခါမှာဆိုရင် ဇာတိတော်ရတဲ့အချိန်ကနေစပြီးပါရမီဖြည့်လာဘုမုတ်မရခင်ကတည်းကဒါနပါရမီဆိုတာဖြည့်နေတာနောက်ဆုံးမှာပါရမီဖြည့်တဲ့ဝိတန္တရာဘဝရှိအောင်ဒါနပါရမီကစသတ္တနာဖြည့်တယ်ဒီလိုဆိုတာနော်အဲ့လိုပေးမှုကံမှုလုပ်တဲ့အခါမှာခွဲခြားတာမျိုးမလုပ်ခိုင်းဘူးမွန်မြတ်တဲ့စိတ်ကြံတဲ့ဒါနကောင်းမှုတွေကိုလုပ်တယ် အားလုံးပေါ်မှာဒါနာကောင်းမှုတော့တပည့်ကဒါနာကောင်းမှုလုပ်တယ်လို့တပည့်ကတခြားပုဂ္ဂိုလ်တွေပေါ်မှာထိခိုက်မှုမျက်နှာမှုတွေရှောင်ကျင်တဲ့အနေနဲ့ကိုချင်းတရားကိုထိမ့်သိမ့်ဆော့ဆော့ကြည့်ရင်ကိုချင်းတရားမထိမ့်သိမ့်မဆောင်ချောက်ဘူးဆိုရင်မျက်နှာမှုတွေတစ်ဖက်သားမှာသွားဖြစ်တယ်ဆိုပါစို့ ဘာနာတိပတ္တသူများသက်သက်တယ်ဆိုအတ္တခံရတဲ့အကောင်ကနိဒာသွားတာပဲလေကိုကြောင့်နိဒာသွားကိုလက်နဲ့အတ္တချက်တာဟောနိဒာသွားချင်းကလေးတကောင်တတ်လိုက်ရင်နိဒာသွားအဲလူတွေကတော့ပြောကြလိမ့်မယ်ချင်းမတတ်လို့ရှိရင်တော့ငှက်ချားဘူးတွေနဲ့လူတွေဒုက္ခရောက်မှာပေါ့ဒါကပါလို့စေကိုအတ္တကိုအတ္တနဲ့သူ့အတ္တကိုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်အသက်ကိုဘယ်သူသေးသေးငတိမဆွဲစိတ်ဓာတ်ပဲအဲ့ဒါမဆာနာတဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့စိတ်ဓာတ်ကြောင့်နော်တခြားနည်းနဲ့ရောမရနိုင်ဘူးလားဆိုရနိုင်တယ်တခြားနည်းနဲ့မသာပဲနဲ့တခြားနည်းနဲ့လည်းရှင်းနိုင်ဒါတဘောပြောပြစွရင်စရာမဟုတ်ဘူးတရားအဲ့တော့ဘာဏတိပတ္တအမှုလုံးလိုက်ခြင်းအပြင် ်တစ်ဖက်သားအတွက်ခြိခိုက်နေနာတော့အဘိနာဒါနလည်းခြိခိုက်နေနာပါတာသူပစ္စည်းတွေကိုမတရားယူလိုက်ရင်သူ့မှာခြိခိုက်သွားပြီအယောင်းဝယ်လုပ်တဲ့အခါမှာနော်အတုနဲ့အစစ်ထဲရောင်းလိုက်တယ်ခြိခိုက်သွားပြီဈေးပိုယူလိုက်တယ်လိန်ညာပြီးတော့ယူလိုက်တယ်ခြိခိုက်သွားပြီဆိုလိုတာကအဒိနာဒါနလို့ဆိုရတဲ့အဲဒီမပေးတာယူတဲ့အဲဒီ ခိုးခြင်း25မျိုးဆိုတာရှိအဲ့ဒီ25မျိုးသောခိုးခြင်းဖြင့်မယုံသားတဲ့စိတ်နဲ့လှုပ်ပြီးတော့သူများပစ္စည်းကိုရအောင်ယူတာမှန်တယ်များအရိကဌာနအဲ့ဒါဆိုရင်တစ်ဖက်သားနင်းလာတော့အဲ့ဒီလိုမနစ်နာရအောင်ပါဏာတိပါဒနဲ့ဝေရမဏိဆိုပြီးတော့တိတ်ခါဖို့စောင့်တည်လိုက်အရိညာဌာနဆိုလဲတိလာစောင့်တည်ထားလိုက်အဲ့တော့တိလာပါရမီဖြည့်တယ်ဆိုတာ ကိုအကျိုးစီးပွားကိုလိုလားတဲ့တတ္တဝါတွေမထိခိုက်မနစ်နာရအောင်တီလာဆောက်တည်တာအဲလိုပြောရမှာနော်အများအတွက်မထိခိုက်စေဖို့ကိုကောင်းဖို့ဆောက်တည်တာတဲ့အများမထိခိုက်အောင်ဆောက်တည်တယ်ဆိုတော့စိတ်ကလေးမွေးကြည့်ပါကိုကျင်းစာတရားငါပါဏာတိပါဒမှာဆောက်ခြင်းဖြင့်ငါလက်နဲ့ဘယ်သူမှတက်ထွက်ရငါအဋ္ဌိဏဒါနမှာဆောက်ခြင်းဖြင့်ငါကြောင့်ဘယ်သူမှ ူများပစ္စည်းမဆုံးရှုံးအောင်ငါကာမိတုမိစ္ဆာစာရာရှောင်ခြင်းခြင်းဘယ်မိသားစုမှစိတ်ပစင်းရဲ့အောင်ဟာငါလိညာခြင်းမှဘုဒ္ဓဝါဒမှာရှောင်ခြင်းခြင်းဖြင့်ဘသူမှစိတ်ဆင်းရဲမှုဆိုတာထိခိုက်မှုနစ်နာမှုတွေမဖြစ်စေရဘူးဒါဖြင့်သူရမေရရောအရက်တော့ရင်ရောဘုသူထိကြိုက်တုံးကြောက်ကြမယ်ကိုကြိုက်လို့ကိုတောက်တယ်အိတ်နေမယ် မဆဲဘူးမရေဘူးဘယ်မှာမထိခိုက်ဘူးလို့ထင်အောင်ထင်လိုက်နံပါတ်၁ကသူ့ကိုထိခိုက်နေပြီမူရင်နေတဲ့အချိန်မှာရရမယ့်ပညာရရမယ့်ကုသိုလ်ရရမယ့်ဥစ္စာသူမရတော့လူဘဝရဲ့တံပိုးတွေကိုဆုံးရှုံးနေတာတော့လူရဲ့အသိစိတ်ဓာတ်တွေမူရင်နေသည့်အတွက်ကြောင့်အကောင်အဆိုးအကြောင်းအကျိုးခွဲခြားသိနိုင်စွာမရှိဘူးအဲ့တော့ လူ့ဘဝရလာတဲ့တန်ကိုးတွေကိုပြင်ရင်တော့အောင်လုပ်ပြီးအတွက်ကြောင့်နံပါတ်၁သူ့ကိုထိခိုက်တယ်။အဲသူတယောက်တည်းခံရလာလို့ဆိုသူ့ကိုမှီပြီးတော့နေကြတဲ့မိသားစုတွေနောက်ဆုံးမှာအမေတွေစိတ်ညစ်ရမယ်အဖေတွေစိတ်ညစ်ရမယ်ဒါထိခိုက်တာပဲလေ။မိသားစုတွေထိခိုက်မယ်သူ့ကိုမှီပြုတ်ပြီးတော့အတမွေးရတဲ့ပုံစံတွေထိခိုက်ဒီလိုထိခိုက်လာ။နောက်ဆုံးတော့ပါများတဲ့အခါကျမမူးမယူးဘူးဆိုတာ ဒါကြောင့်ဒုက္ခရောက်လာပြီဆိုလို့ရှိရင်ဇန်တဲ့မိသားစုအတွက်ထိခိုက်တာပဲမထိခိုက်ဘူးမဟုတ်ထိခိုက်တယ်။တော်ွက်ပြီးထိခိုက်နေတယ်ထိခိုက်မှုမျိုးသူ့အတွက်အားလုံးအစိမ့်ညစ်ကြ။ငွေရေးစေဝါစဉ်းစားကြည့်ကလေးကိုယ်မိသားစုတွေမှာငွေရေးစေဝါဆွဲတဲ့ကလေးပါလာရင်ဘယ်နဲ့နေလဲ။စိမ့်ညစ်ကြ။ဒါထိခိုက်တာလို့ခေါ်တယ်။အေးဒါကြောင့်မလို့တိနာဆိုတာတစ်ဖက်သားတွေမထိခိုက်အောင်ဆောက်ရှောက်တာတိနာကိုဆောက်ကြည့်ကြ။ ဒါနကသူများကိုထောက်ပံ့တီလကတမက်သားတွေကိုကျိုးစည်းဝါလိုလားတဲ့ပတ်ဝန်းကျင်ခြိကိုက်မျက်နှာမှုမဖြစ်အောင်တီလကိုစောင့်တည်ကြတယ်။ဒါကြောင့်မို့ပါရမီဖြည့်တယ်ဆိုတာအဲ့ဒီအထိတ်ပဲ။အားလုံးအတွက်လုပ်ပေးနေတဲ့ပေါ့။ဒါနပြင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားသွားစေတယ်အစဉ်ပြေသွားစေတယ်တီလပြင်သူတို့ကိုခြိကိုက်မျက်နှာမှုကရှောင်လိုက်တယ်။ ဟောနောက်တစ်ခုအဲ့ဒီသီလဟာတခါတည်းရံကြတော့လူတွေရဲ့အပိုင်းဝိုင်းထဲမှာကျိုးလွယ်ပေါက်တယ်ပျက်စီးတယ်ဒီစီကံနေပျက်လွယ်ဒါကြောင့်မလို့လူအပိုင်းဝိုင်းကနေခွာပြီးတော့သွားကြတယ်လေသူ့ဘုံဆောင်ကြတယ်သုံးဖို့တရားစခန်းဝင်ကြနိခမ်မှာဘာဖြစ်လို့လဲဆိုတော့ သီလပုံမြဲအောင်လုပ်တဲ့သဘောသူများကိုထိခိုက်နစ်နာစေတတ်တဲ့အမှုတွေကရှောင်မှုအတွက်သီလဆောက်တည်ထားတယ်အဲဒီသီလခိုင်မြဲဖို့အတွက်ပြည့်ပြည့်ဝဝဖြစ်ဖို့အတွက်နိက္ခမလို့ဆိုရင်ကာမဂုဏ်အာယုန်တွေကနေထွက်ခွာပြီးတော့စိတ်ဉာဏ်ရအရမှာချင်းကပ်ပြီးတော့နေကြတာတဲ့လို့ပြောတာဒါကိုနိက္ခမပါရမီလို့ပြောတာနော် ောင်းပြီအဲ့ဒါလို့ဆိုတဲ့အခါဒါရင်နဲ့လုံလောက်လာလို့ဆိုမလုံလောက်ဘူးလူ့အတိုင်းဝိုင်းနဲ့နေတဲ့အခါလူကိုအကျိုးပြုတဲ့ပုံစံတရားဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်မလို့အကျိုးပြုဖို့အတွက်အများရဲ့အကျိုးဖြစ်အောင်လုပ်ဖို့အတွက်ဘာအရေးကြီးတယ်ဆိုပညာအရေးကြီးစဉ်းစားဉာဏ်အရေးကြီးဘယ်ဆန်ရှိတယ်အကျိုးပြုနိုင်တာမဟုတ်ဘူးစဉ်းစားဉာဏ်ကအမြဲတမ်းအရေးကြီးအဲ့တော့ စဉ်းစားဉာဏ်ရရှိဖို့ရတဲ့ပညာကိုစီးပူးကြရတယ်ဘုရားလောင်းတတ္တနာဟိတာဟိတေသူအတ္တမောဟထာယသရဝါရီရဲ့အကျိုးစီးပွားရှိတယ်အကျိုးစီးပွားဖြစ်တယ်အကျိုးစီးပွားမဖြစ်ဘူးဆိုတာတွေနဲ့ပတ်သက်လာပြီးတော့တွေးဝင်ပြီးမနေဖို့အတွက်ပညာကိုစီးပူးကြရတယ်ဆိုလိုတာ အများအတွက်မလုံးသိနေဘာမလုံးသိဘူးသိဖို့အတွက်ပညာရှိဘူးကစဉ်းစားဉာဏ်ရှိအောင်လုပ်ရမယ်။ဒါကိုဘုရားလောက်နေကြတော့ပညာပါရမီလို့ခေါ်တယ်။ပညာပါဒါမှအများအကျိုးဆောင်ရွက်နေ။အဲ့လိုပညာကိုရှိဖို့ပြီးဆိုတဲ့အခါမှာအရေးကြီးတာကဘာလို့ဖြစ်လို့ဆိုတော့ပညာတက်လာတိုင်း အများရဲ့အကျိုးကိုလုံနိုင်တဲ့အနေအထားရှိတော့လေအဲ့နေလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့ကြိုးစားအားထုတ်မှုအများတော်ဝါဒီပတ်ဝန်းကျင်တွေရဲ့ကောင်းကျိုးချမ်းသာအတွက်ကြိုးစားအားထုတ်မှုတော်ဝါဒီရဲ့အဟိတဒုက္ခအတွက်အမြဲမပြတ်လုံလအားထုတ်ကြိုးကုန်နေမှုဟာအရေးကြီးတယ်လို့ဟောဝီရိယပါရမီဆိုပြီးဖြစ်ရပါရမီ၁၀ပါးမှာတခုနဲ့တခုအဲ့လိုဆက်သွယ်နေတာနော်ကောင်းတဲ့အလုပ် ပါရမီဆိုတော့ကောင်းတဲ့လို့တရားလုံးမှဖြည့်တာမဟုတ်ဘူးလူတိုင်းလူတိုင်းဟာခုနကသာနာစိတ်တွေထားပြီးဒါတွေလောက်ရမှာလို့ပြောတာနော်သာနာစိတ်တွေထားပြီးဒါတွေလောက်လောက်လိုက်လို့ထူးချွန်သွားတဲ့ပုဂ္ဂိုလ်အောင်မြင်ပါဖက်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဖျားဖြစ်တာပဲကောင်းတဲ့အလုပ်တွေဆိုလူတိုင်းလောက်ရမယ့်အလုပ်တွေပဲအဲ့လိုဝိရိယနဲ့ကြိုးစားအားထုတ်တဲ့အခါမှာနော် ိုးကအာထုံမှုနဲ့ပတ်သက်ပြီးတော့ကျိုးကအာထုံယုံနဲ့မပြီးသေးဘူးအလုံးလုံးပြီးဆိုတဲ့အခါမှာတုံ့ပြန်လာတဲ့အချက်တွေပေါ်မှာသိခံနိုင်စွမ်းရှိဖို့အရေးကြီးတယ်အပြစ်ဆိုတာလာလိုက်တယ်အလို့ရှင်တဲ့အလုံးသမားအလုံးစပါးတွေပေါ်မှာအလုံးရှင်ကသိခံနိုင်စွမ်းရှိရတယ်။ဒါကအလုံးရှင် အပေါ်မှာလည်းအလုံးသမားတွေကသိခံနိုင်ဆောင်ရှိရအပြစ်ဆိုတာမျိုးကရှိလာတတ်တယ်ရှိလာတဲ့အခါမှာသိခံခြင်းဆိုတဲ့ဟာစွမ်းအားတစ်ခုပဲပေါ့အဲ့ဒီအခက်အခဲကျုံလာတဲ့အခါမှာကြိုးစားအားထုတ်တဲ့နေရာမှာအခက်အခဲတွေကျုံလာပြီဆိုလို့ရှိရင်လည်းသိခံနိုင်တဲ့စွမ်းအားလိုတယ်သိခံတယ်ဆိုတာစိတ်ဓာတ်ပြောင်းမသွားအောင် maintain လုပ်ထားတာဆိုလို့ရတယ် sustain လုပ်ထားတာ ခန္တီရဲ့အဓိပ္ပာယ်ကိုကပင်ကိုစိတ်ဓာတ်ကို sustain လုပ်နိုင်တာကိုခန္တီလို့ပြောတာအဲခန္တီဆိုတာမေတ္တာကိုပဲခေါ်တာပဲဒါမှမဟုတ်ခန္တီရဲ့အရာကောက်တဲ့အခါမှာအာရောဒါကိုကောက်တခါတည်းအာရောဒပြဋ္ဌာန်းတဲ့စိတ်ဓာတ်ကိုကောက်အဲ့တော့အာရောဒအာရောဒပြဋ္ဌာန်းတဲ့စိတ်ဓာတ်အာရောဒဆိုတာမေတ္တာအဲ့ဒီမေတ္တာ စိတ်ကမပြတ်အောင်ထိနိုင်တဲ့ဆိုင်းရီတတိကိုခန္တီလို့ခေါ်တာဒါကြောင့်မို့စာပေစကားနဲ့ပြောမယ်ဆိုရင်ခန္တီရဲ့အဓိပ္ပာယ်ကခမှုတဟနေတဲ့ဆိုင်းရီတတိလို့ဒီလိုပြောတာခမှုဆိုတဲ့စကားလုံးကဆိုင်းရီတတိရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဘာဆိုင်းရီတတိရှိတာလဲပင်ကိုအခြေအနေကိုထိန်းထားနိုင်တဲ့ဆိုင်းရီတတိတင်းခံနိုင်မှုဆိုရင်လူကသွားပြီလေတင်းခံနိုင်တာနဲ့တခုလုံးရမယ့်ဟာမလုံးနိုင်တော့ စိတ်ဓာတ်ကလည်းပြည့်ပြားသွားပြီ။ကိန်းကိုအခြေအနေတွေပြည့်ပြားသွားပြီ။ဒီလိုဟာမျိုးတွေပေါ့။အဲ့ဒါကြောင့်မလို့ခန္တီဆိုတဲ့တိက္ခာနိုင်ဖို့ဥဒ္ဓမအရေးကြီးတယ်။နောက်တစ်ခုကစိုးဆိုင်တီထဲမှာအရေးကြီးတာပါတော့ဆိုရင်စကားပြီဖို့မဲမသစ္စာလူမာဂတိဆို နော်သစ္စာတို့ကတိတို့ဆိုကတိဆိုတာကြတော့ကာကြီးနဲ့ကြီးကကတိနော်မိမသစ္စာလူမကတိပြောထားတဲ့အတိုင်းကြီးရမယ်မတည်ဘူးဒါမတည်လို့ရှိရင်စီဝါရေးလုံးတဲ့အခါမှာလည်းကြည့်နေစာချုပ်တွေချုပ်ကြရတယ်နော်ခရီးတရား အမှန်တိုင်းကိုပြောတဲ့အတိုင်းကိုဖြစ်ရဒါလုပ်မယ်ဆိုရင်လုပ်ရမယ်ဒါပေးမယ်ဆိုရင်ပေးရကိုယ့်ရဲ့ဝန်ခံထားချက် promise ကိုဘယ်တော့မှမဖြတ်ရဘူးဒါလို့ဆိုလို့အဲ့ဒါ promise ကိုဝန်ခံထားတဲ့အချက်ကိုမ